ဆက်ကြည့်အောင်ဆိုဒီ voice programming ပေါ့နော်စီစဉ်တဲ့အခြေအနေပါဆိုဒီကလေးငွေလေးယူဘာကြောင့် programming သင်ရလဲဘာကြောင့်ဒီ script ဘာလို့သင်ရလဲဆိုခုခေတ်က id ခေတ်ပေါ့နော်နောက်ပိုင်းနောက်ပိုင်းဆိုပို့ပြီးတော့ requirement id ဘာကြောင့်မှာပို့ပြီးများပြားလာအောင်ပါအဲတော့ကလေးတွေငယ်ငယ်က programming နဲ့မဆင်းသေးခြင်းဘူးပြီးရခါကျတော့ logic ကြကြတွေးတဲ့အောင် program တွေကိုကျွန်တော်ကဒီကြီးရေးပိုက်သွင်းလို့ Java လို့ program အကြီးကြီး ဟုတ်ဘူးဆိုရင်တော့မှဒီ program ကြက်ကြက်တွေးကြအောင်ဒီ logic ကြက်ကြက်စဉ်းစားနိုင်အောင်ပြီးရင်ကိုယ့်ရဲ့စိတ်ကူးစိတ်ကမ်းတွေကို account ထဲပို့နိုင်အောင်ပေါ့နော်ဒါဆက်ပြီးတော့ training နဲ့ထင်မှာပါတယ်ပေါ့နော်အဲ့တော့ကြီးမှတင်ရမှာမဟုတ်ဘူးကလေးတွေကိုငယ်ကလေးအားသင်ပေးထားလို့ရတယ်ဒီ programming ဆိုတာကကျွန်တော် computer တွေပေါ့နော်အဲ့ computer တွေကြောင့်မို့လို့ကျွန်တော်ဖုန်းတွေ laptop တွေအဲအဆက်တွေပေါ့နော်အဲ့အရာတွေကိုကျွန်တော်လုပ်ချင်တဲ့အတိုင်းစေခိုင်းမဲ့အရာတစ်ခုပေါ့အဲပြောရမယ်ဆို programming language ဆိုတာ ကျွန်တော်တို့လူတွေနဲ့ကွန်ပျူတာချာ translator ပေါ့နော်ကျွန်တော်လူတွေလုပ်ချင်တာရှိရဲ့အဲ programming language ခုသုံးတယ် programming language ဆိုတာဒီစက်တီနားလည်တဲ့ဘာသာစကားလို့အကြံဉာဏ်မှတ်ယူရတယ်အဲကျွန်တော်ပြောလိုက်တဲ့ highlight တဲ့အကူအညီတောင်းလိုက်တဲ့ inspiration တွေဒီကျွန်တော်သုံးတဲ့ programming language ကနေတစ်ဆင့်ကွန်ပျူတာတွေရောက်တယ်ကွန်ပျူတာတွေကလူစကားတော့နားမလည်ဘူးဒါပေမဲ့ဘာဖြစ်လဲ programming ဆိုတော့သူကနားလည်နားလည်တယ်ဆိုရယ်အဲ့ပြောတဲ့အတိုင်းလုပ်ပြီးတော့ပေါ့နော်အဲ့ပြောရမယ်ဆိုရင်ရှင်တော့ကျွန်တော်လုပ်ချင်တဲ့အရာတွေရှိတယ်အဲ့လို test တွေအရာတွေ instruction တွေကို step by step ရေးဒါဗီဒါလုံးမယ်ဒါဗီဒါလုံးမယ်ဆိုတာပြောနေ Excel instruction တွေ programming language တခုတော့ပြီးတော့ Python Java ဒါမှမဟုတ် script block code တွေနေတုံးပြီးတော့ပို့လိုက်တယ်ပို့လိုက်တဲ့အချိန်မှာဟိုကအဲ့တိုင်းလုတ်ပြီးတယ်ဘောနော် server နေသူနားလေတဲ့အတွက်အဲလူစကားလိုမျိုးဖဲအောင် power ဖွင့်လိုက်စမ်းဟဲအောင်ပြလိုက်စမ်းဆိုရင်တော့ဟို artificial intelligence ဒီ AI assistant ဆိုတဲ့တမျိုးဘောနော်ဒါပေမဲ့ပုံမှန် machine တွေဆိုရင်အဲ့တိုင်းပြောရင်သူကနားမလဲ human language ကိုအဲသူနားလေတဲ့ language translate လုပ်ပုံမှာရမှာမဟုတ်နော်အဲ example ပေးရမယ်ဆိုရင်ညကျွန်တော်တို့ဒီသူများနိုင်ငံတစ်ခုသွားလဲအဲ့လိုလဲဆိုရင်ဘာလို့ရလဲအဲ့နိုင်ငံမှာသုံးတဲ့ဘာသာစကားကိုတက်မှာအခုညီတောင်းလို့ရမယ်မေးလို့ရမယ်ခိုင်းလို့ရမယ်အဲ့လိုမဟုတ်ဘဲကျွန်တော်မြန်မာလိုသွားပြောနေဟိုကနားမလည်ဘူးလေနော်အဲသူနိုင်ငံရောက်ရင်သူစကားသုံးရတယ်မျိုးပဲဒီကွန်တာယူခိုင်းနေတယ်ဆိုရင်ဒီကောင်နေလက်ခံနေဒီကောင်နေနားလေပုံစံအပြောမျိုးနဲ့ပြောမှာပဲရလိမ့်မယ်အဲ့တော့ခုထပ်ပြီးတော့ တည်ချင်လာမှာပါဆို insurrection ပေါ့နော်ဒီကောင်းတွေဘယ်လိုခိုင်းဝင်လဲဆိုရင်ဟိုက very simple ဖြစ်တဲ့ဟာတစ်ခုစဉ်းစားကြည့်အောင်အိမ်မှာဆက်ရုပ်တည်းရှိရထားလိုက်အဲ့ဆက်ရုပ်ကကျောင်းမှာနတ်စာအတွက်ကျုပ်ပြုတ်လို့ပဲစားခြင်းနေပေါ့နော်အဲ့လိုရိုးရှင်းရှင်းကျုပ်ပြုတ်လို့ဆိုရင်တော့သူ့ကိုကျွန်တော်ဘာတွေခိုင်းမှုလို့လဲဥမာကျုပ်ရေခဲတက်တာမှာကျုပ်ရှိမရှိကြည့်ရတော့မီးလာမလားစစ်တာတော့လုပ်မယ်ကျုပ်ရှိရင်မီးလာတယ်အဲ့ဆိုမနေ့ကကျွန်တော်အလုံးမသွားခင်စားဖို့တော့သူပါလုပ်မယ်ကျုပ်ပြုတ်ဖို့လုပ်မယ်အဲ့မှာကျုပ်ပြုတ်ဖို့အတွက်ပြုတ်မဲ့ဦးလေးကိုရေထည့်တယ် ကျဲဥထဲတယ်အမီးဖွင့်တယ်အဲ့လိုမျိုးပေါ့နော်အဲ့မှာသူမှာကွန်ဒီရှင်နဲ့စစ်ရအောင်ပဲမီလာလာရေရှိလာရေထည့်လို့ရလာအဲကျဲဥရှိလာဆိုတဲ့ဟာတွေပေါ့ကျဲဥတကယ်လို့မရှိခဲ့ဘူးမီးမလာရင်ဘာလုပ်မလဲရေမရှိရင်ဘယ်ကသွားရှာမလဲကျဲဥမရှိဘယ်ကသွားမလဲဆိုတော့အဲ့လိုမျိုးပေါ့နော်တိကျတယ်ပြည့်စုံတယ် step by step ဒါပြီးဒါလုပ်မယ်ဒါမရရင်ဒါလုပ်မယ်ဆိုရင် solution တွေပေးထားမှလည်းကျွန်တော်ပူရမယ်ကောင်းကောင်းမှုလုပ်နိုင်မှာခိုင်းတော့ခိုင်းလိုက်တယ်တခုမျိုးစောက်ဖြစ်သွားမီးလာမလာမစစ်ဘူးပေါ့နော် ုတ်ဦးကျုပ်ပြုတ်မဲ့ဦးရေကိုထည့်တယ်ကျုပ်ပြုတ်တယ်ဒါပေမဲ့မီးမဖွင့်ထားဘူးဒါကြောင့်လည်းဖွင့်ထားတယ်မီးမလာဘူးအဲ့လိုမျိုးဆိုကျွန်တော်ကျုပ်အစိမ်းကြီးနဲ့စားမှာပေါ့နော်အဲ့မှာကျတော့ဘက်ဖြစ်သွားပါတော့လောချစ်အရာခိုင်းလိုက်တာမှန်တယ်ဟိုကောင်ကလောက်တာလည်းမှန်တယ်ဒါပေမဲ့လိုချင်တဲ့ result မရဘူးပေါ့နော်အဲ့လိုမျိုးကြီးရှိတယ်အဲ့တော့ဒီမှာ program လေးပုစံပါလဲဆိုတော့ပြောရင်းနဲ့ဒါဒီမှာ video လေးကိုတစ်ဖြတ်ရလိုက်မယ်နော်